မင်္ဂလာပါခင်ဗျာဒီနေ့ပြမှာတော့ mobile legend မှာစိန်ဘယ်လိုမျိုးဝယ်ရမလဲဆိုတော့ပြန်လည်မျှဝေပေးပါမယ်စိန်ဝယ်တဲ့အခါမှာလုံလုံကူကူပဲဝယ်လို့ရအောင်ကိုယ့်ရဲ့ဖုန်းစင်ကက်တွေကဖုန်းပေနဲ့ဘယ်လိုမျိုးဝယ်ယူရမလဲဆိုတော့ကျွန်တော်ဒီနေ့ပြမှာပြန်လည်မျှဝေပေးပါမယ်စိန်ကိုကိုယ်တိုင်ကိုကြပဲကိုယ့်ရဲ့ဖုန်းစင်ကက်တွေကဖုန်းပေနဲ့ဝယ်လို့ရတယ်ပေါ့နော် Okay ဒါဆိုရင်စိန်ကိုဘယ်လိုမျိုးဝယ်မလဲဆိုတော့ကျွန်တော်တူလေ့လာကြည့်အောင်လက်ရှိကျွန်တော်ရဲ့စိန်က300နဲ့တလုံးရှိရပေါ့နော်ထပ်ပြီးတော့ဝယ်ပြပါမယ် စိန်မူဝယ်ခင်ကိုယ့်ရဲ့အကောင့်ထဲကိုစိန်ဖြည့်မှဖြစ်တဲ့အတွက်ကိုယ့်ရဲ့ ID ယူပြရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ ID ကို copy ယူဒါမှမဟုတ်ရင်မှတ်ထားပြရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ ID ကိုယူဖို့အတွက်ကိုယ့်ရဲ့အကောင့် profile လေးကိုတစ်ချက်ဝင်ပေးပါ။ profile နှိပ်ဖို့အတွက်ဘယ်ဘက်မှာရှိရဲ့ကိုယ့်အကောင့် profile ကိုတစ်ချက်နှိပ်လိုက်မယ်။ဒီမှာဆိုရင် ID ဆိုတဲ့နေရာရှိပါတယ်။အဲ့ဒီနေရာကိုတစ်ချက်ထောက်လိုက်ပါမယ်။ဒီလိုမျိုး ID ဇွန်နေရာကိုထောက်လိုက်တာနဲ့အဲ့ဒီစာရေးပုံတော့ကျွန်တော်တို့က copy ကူပီးယားဖြစ်သွားပါလိမ့်မယ်။တကယ်လို့ဒီလိုမျိုးထောက်လိုက်အခါမှာ copy ကူပီးယားမဖြစ်ဘူးဆိုရင်တော့အချာမှတ်ခဲ့ပြီလို့လိုအပ်ပါတယ်။ဒီလိုမျိုး copy ကူးတဲ့အခါမှာဒီ ID ဆိုတဲ့ကဏ္ဍနေရာအားလုံးတစ်ခါလဲကူပီးယားဖြစ်သွားမယ်။ဒါပေမဲ့ဝင်စားဂွေမိတ်တဲ့ကဏ္ဍအောင်လဲတည်တမ်းမှတ်ထားပြီလို့လိုအပ်ပါတယ်။ Okay ဒါဆိုရင် ID ကိုယူပြီးသွားပြီဆိုရင်တော့စင်ဝင်ဖို့တဲ့ကျွန်တော်တို့ကခရုံးဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုကဲဖြစ်ဖြစ်တွားပြရမှာဖြစ်ပါတယ်။အပြင်တစ်ချက်ပြန်ထွက်ပြပါမယ်။ ကျွန်တော်ကခရုံးကနေပြီးတော့ပဲတွားပြီးတော့ဝယ်ပေးပါမယ်။စင်ဝင်တဲ့အခါမှာကျွန်တော်က Coro Show website ကနေပြီးတော့ဝယ်ပေးမှဖြစ်ပါတယ်။ Okay ဒါဆိုရင်ခရုံးတစ်ချက်နှိပ်ပေးပါမယ်။ခရုံးလေးရတာနဲ့ကျွန်တော်တို့ရက်ချပေးရမှာကတော့ Coro Show ဆိုပြီးတော့ရက်ချပေးရမှာဖြစ်ပါတယ်။ပြရတဲ့ Coro Show website ထဲကိုတစ်ချက်ဝင်ပြပါမယ်။ ဒီနေ့ရောက်ပြီဆိုရင်တော့ကျွန်တော်တို့က Mobile Legends မှာစိန်ဝင်မှာဖြစ်တဲ့အတွက် Mobile Legends ကိုလိုက်ရှာပြရမှာဖြစ်ပါတယ်။တကယ်လို့ဒီလိုမျိုးရှာတာမတွေ့ဘူးဖြစ်နေရဆိုရင်တော့အပေါ်မှာရှာမယ့်နေရာရှိပါတယ်။တစ်ချက်နှိပ်လိုက်ပါမယ်။ဒီနေ့မှဆိုရင်တော့ Mobile Legends လို့ရိုက်ထည့်ပြရမှာဖြစ်ပါတယ်။အပေါ်မှာတွေ့ပါပြီကျွန်တော်တို့ကအများကြီးရိုက်ချင်စာမလိုပါဘူးအပေါ်ဆုံးအဟာကိုတစ်ချက်နှိပ်ပေးပါမယ် ီမှာဆိုရင်တော့ user id နဲ့ zoom id ဆိုတာရှိပါတယ် user id မှာတော့ရှေ့ရနံပါတ်တွေထည့်ပေးရပါမယ် zoom id မှာတော့အဲ့ဒီနံပါတ်ရဲ့နောက်ကခွင့်စားခွင့်ပေးတဲ့ခန်းအကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့က copy ကူးပြဖြစ်တဲ့အတွက် zoom id ကိုတစ်ချက်ထောက်လိုက်ပါပြီးရနဲ့ကြာကြာလေးဖိလိုက်ပါပြန်နဲ့ပတ်ကုန်နှိမ့်လိုက်မယ်ဆိုရင်တော့အခုနောက် copy ကူပြီးရစာတွေကဒီထဲမှာရောက်လာမှာဖြစ်ပါတယ်။တခါလဲဒီက zoom id ထဲမှာခဏနေဖြစ်ပြီးရဖြစ်သွားပါလိမ့်မယ်။တကယ်လို့ copy ကူပြီးရစာတွေကဒီ user id နေရာမှာစုပုံပြီးရောက်လာမယ်ဆိုရင်တော့ zoom id ကဏ္ဍကိုဖယ်ထုတ်ပြီးတော့ zoom id လမ်းကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ id နံပါတ်နဲ့ကိုယ့်ရဲ့ mobile ledger account နံပါတ်အောက်ဆုံးမှာပေါ်လာပါရဲ့။အပေါ်က id နံပါတ်အောက်မှာနံပါတ်ပေါ်လာမှာဖြစ်ပါတယ်။နံပါတ်နဲ့ id ကမှန်သွားပြီဆိုရင်တော့အပေါ်ဆွဲတင်ပေးပါမယ်။ဒီရောက်မှာကိုယ်စိန်ဝယ်ခြင်းနဲ့စိန်ရည်အတွက်နဲ့တမိုးမူရပြထားပေးရဖြစ်ပါတယ်။ဒီရောက်မှာကိုလိုချင်သောစိန်အရေးအတွက်နဲ့တမိုးမူရတွက်ပြပေးရဖြစ်ပါတယ်။ ဒီမှာဆိုရင်တော့စိန်30နဲ့တလုံးအားလုံးပေါင်းပေါ့နော်29လုံးဘောနက်နှလုံးနဲ့30တလုံးရမယ်ကြာတဲ့မူရ16ဘက်ကျော်ကြာတဲ့မယ်ပေါ့နော်19ဘက်လောက်တော့ကြာမယ်တခြားရာခိုင်နှုန်းတွေတော့ထပ်ပေးရမှာဆိုရင်တော့20လောက်တော့ကြာတဲ့မယ်ပေါ့နော်ဒီဘက်မှာဆိုရင်တော့စိန်300နဲ့15လုံးအားလုံးစုစုပေါင်းပေါ့နော်သူက286လုံးဘောနက်က29လုံးအားလုံးပေါင်းရင်315လုံးပေါ့နော်ကြတဲ့မူရ180နဲ့6ပဲပေါ့နော်တခြားရာခိုင်နှုန်းတွေထပ်ပေးရမှာဆိုရင်တော့ 186နဲ့6ဘက်လောက်တော့ကြတင်မယ်ပေါ့နော်။နှစ်ရာတော့မပြည့်ဘူးပေါ့နော်။ဒီရောက်မှလည်းကိုလိုချင်တဲ့စိန်အရေးတွက်နဲ့တန်မှုမူရတွပြပြရဖြစ်ပါတယ်။ကျွန်တော်ကစိန်30နဲ့တလုံးဝင်မယ်ပေါ့နော်။ဒါဆိုရင်ကိုဝင်ချင်တဲ့စိန်ကိုဒီမှာနှိပ်လိုက်ရုံပဲပေါ့နော်။တစ်ချက်နှိပ်ထားလိုက်ပါ။နှိပ်ပြရနဲ့အပေါ်ကိုဆွဲတင်ပေးပါမယ်။ငွေရှိဖို့အတွက်သူကငွေရှိလို့ရမယ်။နီလန်းတွေကိုတွပြပေးထားရဲ။ဒီမှာဆိုရင်တော့ two money နဲ့ two money wallet နဲ့လည်း မွေရှိလို့ရတယ်။ကေပလတ်နဲ့လည်းမွေရှိလို့ရတယ်။ပြီးတော့ကိုယ့်ရဲ့ဖုန်းစင်ကတ်တွေကဖုန်းပေနေနဲ့လည်းမွေရှိလို့ရတယ်။ဘဏ်နေနဲ့လည်းမွေရှိလို့ရတယ်။ Visa ကတ် Master ကတ်တွေနဲ့လည်းမွေရှိလို့ရတယ်။ပြီးတော့711ညာလည်းမွေရှိလို့ရတယ်။ပြီးတော့ Chobi Pay နဲ့လည်းမွေရှိလို့ရတယ်ပေါ့နော်။ Line Pay နဲ့လည်းမွေရှိလို့ရတယ်။မွေရှိလို့ရတဲ့နီလန်းတွေကအများကြီးပေါ့နော်။ဒီနေ့ပြောမှာအလုံးလွယ်ကူအောင်လို့ကိုယ့်ရဲ့ဖုန်းစင်ကတ်တွေကဖုန်းပေနေတယ်ပဲ။မွေပေးရှိလို့ရတဲ့နီကိုပြန်လည်းမျှဝေပေးမယ်။ကိုက ကိုယ့်ရဲ့ဖုန်းစင်ကကဒီတက်ဒါမှမဟုတ်ရင် AIS ဆိုရင်တော့ရပါပြီကျွန်တော်ဒီတက်နဲ့ပဲမွေးပြီးချိန်မှဖြစ်တဲ့အတွက်ဒီတက်ကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဒါဆိုရင်ရပါပြီပြီးရနဲ့အပေါ်နည်းနဲ့ဆွဲတင်ပေးလိုက်မယ်ပြီးရနဲ့ဒီဘက်မှာရှိတဲ့အစင်းရောင်လေးကိုထပ်နှိပ်ပေးလိုက်မယ်ဒီမှာဆိုရင်တော့နာမည် ID ကြတဲ့မွေနဲ့ထပ်ပြီးတော့ပေးဆောင်ရမယ်ရခိုင်နှုန်းတစ်တမ40 22ပတ်လောက်ကြာမယ်ပေါ့နော်အားလုံးစုစုပေါင်း22ပတ်40ပြားပေါ့နော်22ပတ်လောက်တော့ကြာတင်တော့မယ်ပေါ့နော် ရှားမဲစိန်ယူတက်ကလုံပေါင်း30နဲ့တလုံးရမယ်။စိန်30တလုံးကို20ဘတ်ကျော်ကြားတင်မယ်ပေါ့နော်။ဟိုဝယ်တော့မယ်အတူပြုမယ်ဆိုရင်တော့အပြာရောင်လေးကိုထပ်နေပြီပါ။ဒီညမှာဆိုရင်တော့ကိုယ့်ရဲ့ဖုန်းစင်ကတ်ရဲ့နံပါတ်ကိုရိုက်ထည့်ပေးရမယ်။အဲ့ဒီစင်ကတ်ထဲမှာဖုန်းပေအနည်းဆုံး22ဘတ်တော့ရှိမှရမယ်ပေါ့နော်။22ဘတ်ရှိပြီဆိုရင်တော့ရပြီ22ဘတ်ရှိပြီအတူပြုပြီးပါပြီဆိုရင်တော့ဖုန်းပေ22ဘတ်ကိုအော်တိုဝဲဖြတ်သွားပြီးတော့ကျွန်တော်တို့မိုဘိုင်းလေးကျက်အကောင့်ထဲကိုစိန်30နဲ့တလုံး ရောက်လာမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဖုန်းနံပါတ်ထည့်ဖို့အတွက်တစ်ချက်ထောက်လိုက်မယ်။ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးပါမယ်။ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးရနဲ့အောက်ကအဝိုင်းလေးနေရာမှာအမှန်ကြီးလေးရှင်းပေးပါ။ပြရနဲ့အတီးပြဖို့အတွက်အပြာရောင်ကိုထည့်နေပေးပါ။ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ထည့်ဖို့ ODB ကဏ္ဍ6လုံးကြာနေမှဖြစ်ပါတယ်။အဲ့ဒီ ODB ကဏ္ဍကိုဒီထဲမှာရိုက်ထည့်ပေးပါ။ ODB ကဏ္ဍကြာလာပြီ။တစ်ချက်ရိုက်ထည့်ပေးမယ်။ ODB ကနေရထည့်ပြရနဲ့ auto ဝဲရှေ့ဆက်သွားပါတယ်။ ODB နံပါတ်ကိုထည့်ပြရနဲ့တခါလဲ auto ဝဲရှေ့ဆက်သွားပါတယ်။ဒါဆိုရင်အမှန်ချင်းပြတော့ပြီ။အမှန်ချင်းပြပြရနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းစင်ခဲ့တရာဖုန်းပေးလဲ auto ဖြတ်သွားမှာပြရနဲ့ကိုယ့်ရဲ့ mobile လေးချက်တွေကိုစိမ်အလုံးရေ32လုံးအားလဲ auto ရောက်လာမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ဝယ်ယူခြင်းအောင်မြင်သွားပြီဖြစ်ပါတယ်။ okay ဒါဆိုရင်တော့ရပါပြီအတီးပြုတ်ပြီးတော့ပါပြီအပြင်တစ်ချက်ပြန်ထွက်လိုက်ရုံပါပဲဒါဆိုရင်မိုဘိုင်းလေးချက်ကိုစိန်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကစိန်ရောက်မရောက်ကိုမိုဘိုင်းလေးချက်အကောင့်ထဲကိုတစ်ခါပြန်လဲဝင်ရောက်ကြည့်ပါမယ်ဒါဆိုရင်မိုဘိုင်းလေးချက်တွေကိုတစ်ချက်ဝင်လိုက်ပါမယ်။ ခုနစိန်300နဲ့တလုံးရှိရပေါ့နော်အခုဘလောက်ရောက်ပြီဆိုတော့ထက်ပြီးကြည့်ပြပါမယ်ဒါဆိုရင်300နဲ့တလုံးပဲစိန်ကမရောက်သေးဘူးပြနေရပေါ့နော်ဒါဆိုရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်တော့ mobile ledger ကိုကျွန်တော်တို့ကအခုနစုံထပ်ထားတဲ့အတွက်အလဲဟုံးကီးနဲ့ထွက်ထားတဲ့အတွက် mobile ledger ကအတိတ်ကပြန်မစားလေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကစက်ကို mobile ledger နေရာကိုပြန်ပြီးရချစ်ထုတ်ပေးတိုင်းပဲပြရနဲ့ mobile ledger တွေကိုတစ်ချက်ပြန်ဝင်လိုက်ပါမယ် โอเคရပါပြီโอเคဒါဆိုရင်တော့အခုနှန်း300နဲ့တလုံးကနေပြီးတော့30တလုံးထပ်ပေါင်းလိုက်မယ်ဆိုရင်တော့332လုံးဖြစ်သွားပြီဖြစ်ပါတယ်ဒါဆိုရင်တော့ mobile ledger ကိုစိန်ဝင်ခြင်းဟာအောင်မြင်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းစင်ခဲ့တဲ့ဟာဖုန်းဘီ20ပန်းနဲ့ပြားလေးစင်နှုတ်သွားပါတယ်ကျွန်တော်တို့ mobile ledger အကောင့်ထဲကိုစိန်30နဲ့တလုံးရောက်လာပါဖြစ်ပါတယ်။โอเคဒါဆိုရင်တော့ mobile ledger မှာစိန်ဘယ်လိုမျိုးဝယ်ရမလဲ။စိန်ဝင်တဲ့အခါမှာပဲ လောလောကူကူပဲကိုယ့်ရဲ့ဖုန်းစင်ကတည်းကဖုန်းပေနေပဲဝယ်လို့ရတယ်ဆိုတော့ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့နားလည်တော်လောက်ပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုကျန်နေတယ်ဆိုရင်တော့ like share လေးနဲ့ကူညီပေးပါခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်